1996ဇန်နဝါရီလတရဖြူမင်္ဂစင်းမှာပါတဲ့ဆရာပိုင်စိုးဦးရဲ့ February 25ရက်ညနေ9:00နာရီဆိုတဲ့ကြပြားလေးဖြစ်ပါတယ် February 25ရက်ညနေ9:00နာရီအွန်ဆိုင်တဲ့တင်းငွေညနေခင်းတစ်ခုမှာပေါ့ကိုဘွားရဲ့သူဖြတ်တန်းသွားပုံကြီးကြည်ကိုရသစ္စာတရားကိုဖတ်တွေ့လို့လည်းငနေတယောက်ရဲ့ချက်ဆုံးကံပေါ့ လင်ညာဖို့သကကလုံးနေအများကြီးကိုရွဆူတက်ပေးမယ်အကောင်းဆုံးသကကလုံးကိုမြွေချေတက်ခဲ့တဲ့ကိုဖြစ်ပါဆက်ထိုင်နေရကောမလာစဉ်းစားရင်ထရက်မိထွက်သွားရကောမလာစဉ်းစားပြီးပြန်ထိုင်အော်မစိမ့်မြမစိမ့်မြအချောမတက်ရသေးတဲ့ဒုက္ခကြမ်းရှာရှာကြီးကိုမှကိုရင်ဝင်တွင်ပြစ်ထားရက်ခဲ့နေခြင်းတော့ခံစားပြနေတာမဟုတ်ဘူးကွထင်ရကိုမဆိုင်ရဲ့တို့ဒီတိုင်းပဲဆက်ထိုင်နေရတယ်